င်္ဂလာပါခင်ဗျာ Venus Movie Channel ကနေပြန်လည်ကြိုဆိုပါတယ်ဒီနေ့ကျွန်တော်ပြောပြခြင်းတဲ့ရုပ်ရှင်ကတော့ Netflix မှာကြည့်ရှုနိုင်ပြီဖြစ်တဲ့တော်တော်များများစောင့်မျှော်ခဲ့ကြရတဲ့ကိုရီးယားရုပ်ရှင် The Match ပဲဖြစ်ပါတယ်ဒီရုပ်ရှင်ကဘာလို့ဒီလောက်တောင်စိတ်ဝင်စားဖို့ကောင်းနေရတာလဲအချက်နှစ်ချက်ရှိပါတယ်ပထမတစ်ချက်တရုတ်ဆောင်ပိုင်းမှာကိုရီးယားရဲ့ရုပ်ရှင်တရုတ်ဆောင် Giant နှစ်ယောက်ဖြစ်တဲ့ Lee Byung-hun နဲ့ Yoo Ah-in တို့ရဲ့ ပြိုင်ဆိုင်တရုတ်ဆောင်တာကိုမြင်ရမှာပါဒုတိယတစ်ချက်ဒါကတကယ်ဖြစ်ရမှန်ဇလန်းကိုခြေခံထားတာဖြစ်ပြီးဂိုလို့ခေါ်တဲ့ကစားနီးကျွန်တော်တို့စီမှာတော့စစ်သူရင်လိုမျိုးပေါ့ဗျာလောကမှာတမိုင်းတွင်ခဲ့တဲ့ဆရာနဲ့တပည့်နှစ်ယောက်ရဲ့ပြိုင်ပွဲအကြောင်းပါဒါပေမဲ့မေးစရာရှိတာကကိုကစားနီးကြောင်းဘာမှမသိတဲ့ကျွန်တော်တို့လိုတာမန်ပြိတက်တွေတွေ့ရောဒီရုပ်ရှင်ကကြည့်လို့ကောင်းရဲ့လားဒီရုပ်ရှင်ကကွင်းဂမ်ဘစ်လိုမျိုးစိတ်လို့ရှားစရာကောင်းမှာမလားဒီနေ့ review မှာဒီမေးခွန်းတွေကိုကျွန်တော်အဖြေပေးသွားပါမယ် လန်းချင်းကို spoiler မပါဘဲပြောရရင်ဒီဇလန်းက1980 90ပြည့်နှစ်တွေကတကယ်ဂိုလောကရဲ့ဒဏ္ဍာရီတွေဖြစ်တဲ့လီပြောင်းနဲ့သူတို့ရဲ့ယူအိုင်တို့ရဲ့အကြောင်းပါ ဆရာဖြစ်သူချုံဝမ်းကဂိုလောကမှာဘင်းသစုလိုပါပဲသူကထက်မြက်တယ်မာနာကြီးတယ်သူ့ခေသူ့ခါမှာသူ့ကိုရှင်နိုင်မဲ့သူမရှိဘူးတနေ့မှာတော့သူ့စီကိုရေချင်းရှိပေမဲ့စကားနေပြီးထူးထူးခြားခြားနေတတ်တဲ့ကောင်လေးတယောက်ရောက်လာပါတယ်အဲ့ဒီကောင်လေးကတော့လီချန်းဟိုပါပဲဆရာချိုကဒီကောင်လေးရဲ့ပင်ကိုပါရမီကိုမြင်ပြီးသူ့ရဲ့တူးသီးသောတပည့်အဖြစ်လက်ကန်တင်ကြားပေးခဲ့တယ်ဒါပေမဲ့ပြဿနာကအဲ့ဒီမှာစတာပါပဲတပည့်အဖြစ်သူလီချန်ဟိုက ရန်ကိုတော်လာတယ်။တပြေးပြေးနဲ့သူ့ဆရာရဲ့နေရာကိုချင်းချောက်လာနိုင်တဲ့တူဦးဒီတော်ပြိုင်ဘက်ဖြစ်လာတယ်။ဂိုလောကရဲ့ထိတ်ဆုံးစုကြီးတစ်ခုကိုချန်ပီယံဖြစ်တဲ့ဆရာနဲ့စိန်ခေါ်သူတပည့်တို့ရှင်ပြန်ရမယ့်အခြေအနေကိုရောက်လာတဲ့အခါမှာဒါကကစားပွဲတစ်ခုထက်ပိုသွားပါပြီ ဒါစိတ်ပိုင်းဆိုင်ရာစစ်ပွဲတစ်ခုဂုံတိတ်ခတိုက်ပွဲတစ်ခုပြီးတော့ဆီယာနဲ့တပည့်ကြားကရှုပ်ထွေးလာတဲ့တန်ရုံးစင်ကိုစမ်းတက်တဲ့ပြိုင်ပွဲတစ်ခုဖြစ်လာပါတော့တယ်သူတို့နှစ်ယောက်ရဲ့အဲ့ဒီတမိုင်းဝင်ပြိုင်ပွဲမှာဘ누구နိုင်သွားမလဲပိုရေးကြည့်တာကဒီပြိုင်ပွဲကသူတို့ရဲ့ဆက်ဆံရေးကိုဘယ်လိုပြောင်းလဲသွားစေမလဲဆိုတာကိုဒီရုပ်ရှင်မှာအဓိကကြည့်ရမှာဖြစ်ပါတယ်ဒီကားရဲ့အဓိကဆွဲဆောင်မှုကလီပြောင်ဝန်းနဲ့ယူအိုင်ပါပဲလီပြောင်ဝန်းကဆရာချိုဝမ်ဝန်းနေရာမှာမီးလို့ပါပဲသူကပောက်ကွဲလွယ်တယ်ဟန်ပြင်းတယ်ယုံကြည်မှုအပြည့်ရှိတယ်သူ့တပည့်တော ော်လွန်းလာတာကိုမြင်ရတဲ့အခါဖြစ်ပေါ်လာတဲ့မနာလိုမှုစိုးရိမ်မှုဒါပေမဲ့တစ်ချိန်တည်းမှာရှိနေတဲ့ဂုံယူမှုဒီရှုပ်ထွေးတဲ့ခံစားချက်တွေကိုသူ့ရဲ့မျက်လုံးတွေကနေအကုန်မြင်နေရတယ်။ယူအိုင်ကသူ့တပည့်လီချန်ဝူနေရာမှာရေခဲလိုပါပဲ။သူ့ကရိုက်တာကဇကားတစ်လျှောက်လုံးသူ့စီကခံစားချက်တိတ်မမြင်အောင်ဒါပေမဲ့အဲ့ဒီတင်းငိန်လွန်းတဲ့မျက်နှာထားအောက်ကဖိအားတွေကြောက်ရွံ့မှုတွေနိုင်ုံစိတ်တွေကိုယူအိုင်က အနှဲငယ်မြသောမျက်လုံးလှုပ်ရှားမှုမျက်နှာကြွက်သားလှုပ်ရှားမှုတွေနဲ့ ဖော်ပြသွားတာတကယ်ကိုအမခမ်းပါပဲဒီနေ့အောင်မျက်နှာချင်းဆိုင်ထိုင်ပြီးကိုကစားနေတဲ့ပြကွက်တွေကစကားပြောစရာဘာမှမလိုပဲတိုက်ပွဲတစ်ခုကိုကြည့်နေရလိုပါပဲဒါကတကယ် master class ပါကျွန်တော်အစမှမေးခဲ့သလိုကိုကြောင်းမသိတဲ့သူတွေအတွက်ရောဒီကားပြင်းစရာဖြစ်နေမလားလုံးဝမဖြစ်ပါဘူးဒါကကွင်းကမ်ပစ်က chess ကိုရိုက်ပြသွားတဲ့ပုံစံနဲ့ဆင်တူပါတယ်ဒီကားရဲ့ driver ကကစားပွဲရဲ့စီးမြင်းတွေကိုရှင်းပြပေးဖို့မကြိုးစားပါဘူးသူကကစားပွဲရဲ့အငွေ့တက် small sphere ကိုပဲဒီကားပုံဖော်သွားပါတယ်ကိုကြောက်တောင်းလေးတွေကိုချလိုက်တဲ့ တောက်ဆိုတဲ့အတန်ချွေးဆို့နေတဲ့နဖူးတုံရင်နေတဲ့လက်ချောင်းတွေတယောက်မျက်နာတယောက်ကဲခတ်ကြည့်နေတဲ့အကြည့်တွေဒီအရာတွေကပဲပြိတက်ကိုဘဒုနိုင်နေလဲဘဒုရှုံးနေလဲမသိရင်တော့တခုခုတော့တခုခုပဲဒါအရန်ပြင်းထန်နေပြီဆိုတဲ့ခက်စားချက်ကိုပြေဝပေးနိုင်ခဲ့ဒီကားကအနိုင်ရှုံးအကြောင်းရိုက်တာထက် အောင်မြင်မှုရဲ့အဓိပ္ပာယ်ကိုမေးခွန်းထုတ်တဲ့ကားပါ ီယာတယောက်အတွက်အကြီးမားဆုံးအောင်မြင်မှုကဘာလဲကိုယ်တိုင်အများန်းနိုင်နေတာလားဒါမှမဟုတ်ကိုထတ်တော်တဲ့တပည့်တယောက်ကိုမွေးထုတ်ပေးနိုင်တာလားကိုကိုကြော်တက်သွားမဲ့တပည့်ကိုကိုယ်တိုင်ကလမ်းဖွင့်ပေးရတဲ့အခါဆီယာတယောက်ရဲ့စိတ်ထဲမှာဘလို့ခံစားရမလဲတပည့်တယောက်အနေနဲ့လဲကိုအရန်လေးစားရတဲ့ကိုကိုလက်ဆွဲခေါ်ခဲ့တဲ့ဆီယာကိုပြန်ပြီးအနိုင်ယူရတဲ့အခါအဲ့ဒီအောင်ပွဲကတကယ်ပြောစရာကောင်းရဲ့လားဒီလိုနက်နဲတဲ့လူသားဆန်တဲ့မိကုန်းတွေကိုဒီရုပ်ရှင်က ပြည့်တက်ကိုစဉ်းစားစီခဲ့ပါတယ်ဒါဆိုဒမက်ကိုဘ누구တွေကြည့်တင်လဲတင်ဟာလီဗျောင်းဝန်းနဲ့ယူပါရင်တို့ရဲ့တရုတ်ဆောင်ချက်အပြိုင်ဆိုင်ကိုရတာခံပြီးကြည့်ကျင်နေဆိုရင်ဒါကတင့်အတွက် match work ပါတင်ဟာ queen campbell လို wish plus လို fort best ferrari လို့ပြိုင်ဆိုင်မှုပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာဖိအားတွေကိုအဓိကအသားပေးထားတဲ့ cryder driven zealand တွေကိုကြိုက်တတ်တဲ့သူဆိုရင်တော့ဒီဇက်ကားကကြိုက်မှာအသေးကြပါပဲအရှင်တုံတုံနေတိုင်းတိုင်းနေ zealand ခတ်တွတ်တွတ်ကြိုက်သူတွေအတွက်တော့ zealand ကနည်းနည်းလေးဖြေးတယ်တည်ငြိမ်တယ်လို့ထင်ကောင်းထင်နိုင်မယ် ါပေမဲ့တိကမီတာကြည့်လိုက်ပါဇလန်းလေးကိုတင်ကျင်းသေးပေါက်မျောသွားပါလိမ့်မယ်ကျွန်တော်တို့တော့ဒမက်ကဂိုးကစားနီးချောင်းရုပ်ရှင်မဟုတ်ပါဘူးဒါကိုးကြားခံထားပြီးပြောသွားတဲ့ဆီယာနဲ့တပည့်အောင်မြင်မှုနဲ့ကြာရှုံးမှုပြီးတော့ပြိုင်ဆိုင်မှုကြားတဲ့ကတယောက်နဲ့တယောက်အပြန်အလှန်လေးစားမှု mutual respect ကြောင့်ပြောသွားတဲ့အရန်ကောင်းမွန်တဲ့ဒရာမာရုပ်ရှင်တကားပါကျွန်တော်ရဲ့ rating နေနဲ့ပေးရရင် ဒီရုပ်ရှင်ကို10မှာ8.5ပေးခြင်းပါတယ်စကားလေးကိုဘယ်လိုကြည့်ရမလဲဆိုတာ first comment မှာပြောပြပေးထားပါတယ်သင်တို့ရောဒီကားကိုကြည့်ပြီးကြပြီလားကြည့်ပြီးရင်လီပြောင်ဝင်တဲ့ UI နှစ်ယောက်မှာဘ ᱹ လို့တယောက်ဆောင်ချက်ကိုပို့ကြိုက်ကြလဲ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးဒီနေ့ review ကိုချိန်နေတတ်တယ်ဆိုရင် like and subscribe လုပ်ဖို့မမေ့ပါနဲ့နောက်ထပ်ရုပ်ရှင် review တွေမှာပြန်ส่งကြမယ်